အားလုံးပဲမင်္ဂလာပါ PT ဖို့ဖို့ကနေပြီးတော့ကျေးဇူးလိုက်ရပါတယ်ခင်ဗျဒီနေ့ညမှာကစားမယ်မန်ချက်စတာစီးတီးတင်းနဲ့ဘုံမောက်တင်းတို့ရဲ့ပွဲချုပ်သုံးသပ်ချက်နဲ့ခမက်ကြီးချက်မှုကိုအခုပဲလုပ်ပြီးသွားကြည့်ပါမယ်လက်ရှိမှာဆိုလို့ရှိရင်တော့စီးတီးတင်းနဲ့တော့ဒီနေ့ရတီမှာဆိုလို့ရှိရင်လက်ကြောင့်မှမပေါ်ပြန်လဲရောက်စီးဖို့အတွက်သူစားနေတဲ့အခြေအနေမျိုးမှာတော့ပြီးခဲ့တဲ့ပွဲချင်းမှာတော့အစွန်ပြည်သားရဲ့အင်ဂွေမှာ1-0ဆိုတဲ့ရလနဲ့ဆုံးနေခဲ့တဲ့အတွက်ကြောင့်မို့လဲလက်ရှိမှာဆိုလို့ရှိရင်သူတို့ရဲ့နိုင်ပွဲဆက်နေမှုပါတယ် ီးခဲ့တဲ့ပွဲစီမှာတော့ရက်တန့်သွားခဲ့ပါတယ်။သူပြမဲ့တော့လည်းဒီပွဲစီမှာဆိုလို့ရှိရင်တော့သူတို့ရဲ့အဲဒီကောမှကစားရမယ့်အတွက်ကြောင့်မို့လဲဒီပြဘက်ကအဒီပါနေနဲ့လည်းပြီးခဲ့တဲ့ပွဲစီရင်ခလဘောဖလားပွဲစီမှာဆိုလို့ရှိရင်လည်းသူငယ်ကစားသမားတွေဟိုအဓိကပွဲထောက်ပြီးတော့ကစားသွားခဲ့တဲ့အတွက်ကြောင့်မို့လဲဒီပွဲစီမှာတော့ဒီပြဘက်ကဒီလိုအနေနဲ့လည်းအပွဲတစ်ပွဲရရှိအောင်ပြက်လက်ပြင်ဆင်လာနိုင်မယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိပါတယ်။ဒီပွဲစီမှာတော့စီစီတင်းအတွက်လောက်ကူရဲပြန်ပတ်တော့မဟုတ်ဘူး။အကြောက်လဲဆိုလို့ရှိရင်ဒီနေ့ရဒီမှာဆိုလို့ရှိရင်တစ်ဖက်က ။ဟောမောက်တင်းကတော့ပြီးခဲ့တဲ့ရာသီစဉ်ကသူတို့ရဲ့အဓိကကစားသမားအများပြားကိုရောက်ထုတ်ထားတဲ့အတွက်ကြောင့်မို့လဲဒီနေ့ရာသီမှာကျွန်တော်တို့နေတော့ဟာဘုံမောက်တော့သွားပြီးပေါ့ဗျာ။ရာဟုရာရဲ့ဘုံမောက်တင်းကတော့ဒီနေ့ရာသီမှာတော့တိုင်ပတ်ပြီးတော့တန်းနေဆင်းမယ်လို့ထင်ထားခဲ့တာ။ဟုတ်မဲ့တော့လည်းတကယ်တကယ်ပြင်းပြလိရာသီအစမှာတော့ဒီဘဘူးတင်းကိုဘူးတူးနဲ့ဆောင်းနေခဲ့တဲ့ဝဲချင်းအပြီးမှဆုံးချင်းတော့ဟာဘုံမောက်တင်းကတော့သွားပြီးပေါ့ဒီနေ့ရာသီမှာတော့ကြောက်ပြောက်ဖြစ်နေတာ။ဟုတ်မဲ့တော့လည်း ဒီနောက်ပိုင်းပွဲစဉ်တွေမှာကျွန်တော်ဆင်းရဲဘုံမောက်တင်းလာဒီရတီဇလီဗာပူးနဲ့ထောင်းနေခဲ့တဲ့ပွဲစဉ်ကလွယ်လို့ဆင်းရဲတောက်ဆောက်ဆိုလိုရလက်တွေကောင်းပြီးတော့တည်နေအနိုင်တည်နေအနိုင်ပြတာရရှိခဲ့တဲ့ဒီဆောက်ဆောက်ကြီးရကျွန်တော်ဆင်းရဲဘုံမောက်တင်းရအတင်းသားတွေလည်းဒီပြအလားဟိုးအိုးလည်းစီးတူးရပါဗျာလက်ရှိမှာဆိုလို့ဆင်းသူတို့အတင်းမှာဗာဖိရအောင်ကြည့်ဘူးဘိုးဘိုးဘိုးပါပဲကစားကြနေတာဒီလိုဖိရမရှိတဲ့တဲ့ကြောင့်မို့လဲအတင်းသေးသေးမှာဆိုလို့ဆင်းရဲကစားသမားတွေလည်းဒီပြတွေပို့ပြီးတော့အဲ ွဲတပွဲကိုချင်းကဲရတာွဲတပွဲကိုအနိုင်ရရှိဖို့တော့ကစားရတဲ့အခြေအနေမျိုးပါဆိုလို့ရှိရင်ဖိရကကျင်းနဲ့ကစားနိုင်တဲ့တဲ့ကြောင့်ပြောရတာသူတို့တင်းနေတော့ဒီနေ့ရဒီမှာဆိုလို့ရှိရင်တွဲကိုရလက်ကောင်းလေးရရှိနေတာပဲဖြစ်ပါတယ်။အကြောင်းမို့လဲဒီဒီတင်းနေတဲ့တော့သူတို့တင်းနေတဲ့အဝင်းဖြစ်နေစီရောတစ်ဖက်ကပေါ်မောက်တင်းရဒီနေ့ရဒီတောင်းနေတဲ့ခြေစမ်းမှုဘယ်လိုအနိုင်ယူလဲဆိုတာကလည်းတဲ့ဝင်စားနဲ့ကျွန်တော်တို့တွေထပ်ပြီးစောက်ကြည့်ရမှာဖြစ်ပါတယ်။ဘောပေါက်တင်းကတော့ဒီနေ့ရဒီမှာဆိုလို့ရှိရင်ဗျာ တို့ကစားပြီးတဲ့ပွဲစဉ်ဒီမှာဆိုလို့ရှိရင်လည်းရလက်ကောင်းရအောင်ပေါ်ဆောင်ထားနိုင်တဲ့အခြေအနေမျိုးမှာတော့ CD ရဲ့ ETH ကိုသွားပြီးတော့အခုလုတ်ပြနိုင်အောင်မလားဆိုတာလည်းကျွန်တော်တို့တွေဆက်ပြီးတော့စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ဒီတင်းရဲ့အားထားရဲ့ကြောပြမှုကိုကြောက်ကြည့်လိုက်အောင်။အားထားရဲ့ကြောပြမှုမှာဆိုလို့ရှိရင်တော့လည်း CD တင်းကနေပြီးတော့ဘုံမောက်ကို1 T ဆိုတဲ့ကြောပြမှုပေးရပါတယ်။ဒီကြောစီကတော့သိကြပါတယ်။ CD တင်းနေရတော့အဲ့ဒါကြောင့်တကူရနိုင်တဲ့အခြေအနေမျိုးရှိတယ်လို့ပဲ ကျွန်တော်အနေနဲ့မြင်ပြီးပါတယ်သို့မဟုတ်လည်းတစ်ဖက်ကဘုံပေါက်တင်းကတည်းကပြန်ပြီးတော့ဒုက္ခပြနေတဲ့အခြေအနေမျိုးတွေရှိတဲ့အတွက်ကြောင့်မို့လဲကျွန်တော်တို့အနေနဲ့တော့ဒီ wanting ဆိုတဲ့အကျိုးပြုမှုမှာဒီဒီတင်းအနေနဲ့ကိုပြတ်နိုင်ရမလားဆိုတာပဲကျွန်တော်တို့တွေသိရမှာပဲဖြစ်ပါတယ်ဒီဒီတင်းအနေနဲ့ဒီနေ့ရဒီမှာသလိုရှိရင်နောက်ဆုံး၅ပွဲကိုကြည့်မယ်သလိုရှိရင်တော့နောက်ဆုံး၅ပွဲမှာသလိုရှိရင်၄ပွဲနိုင်ပြီးတော့တပွဲသာဆုံးလိုက်ကြပါတယ်ဒီနောက်ဆုံး၅ပွဲမှာကြည့်မယ်သလိုရှိရင်လည်းဘလုံးပိုးရဲ့ဟိုဝင်ပွဲမှာတော့1-0ဆိုတဲ့ရ ရလည်းနဲ့အနိုင်ရထားပြီးတော့အဘတံကိုတော့သူတို့ရဲ့အဝေးမှာတော့သူစည်းတို့လည်းရလည်းနဲ့အနိုင်ရထားပါတယ်။တပည့်တပည့်လေးမှာတော့တက်ရဲကိုတက်ရဲရဲ့အိမ်ခွဲစပိန်ပြီးတော့ပြီးတော့သူစည်းတို့ဆိုတဲ့ရလည်းနဲ့အနိုင်ရထားပြီးတော့ပြီးခဲ့တဲ့ပွဲစဉ်ပရီးမီယာလိပွဲစဉ်မှာဆိုလို့ရှိရင်တော့အစတွန်ဗီလာရဲ့အိမ်ခွဲမှာတော့1-0ဆိုတဲ့ရလည်းနဲ့ဆုံးဖြတ်ထားပါတယ်။တပည့်ကြားရဲမှာကြားခဲ့တဲ့ခါလမှာဘလပွဲစဉ်မှာဆိုလို့ရှိရင်လည်းလီဝမ်ဆိုတဲ့ရလည်းနဲ့အဝေးပွဲမှာအနိုင်ရလက်ရထားတဲ့ကြောင့်မို့လို့ဒီဒီတဲ့အနေနဲ့တော့ဒီနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်တော့လည်း ေးဝဲနိုင်ပြီးတော့တပွဲဆုံးတဲ့ရက်လက်ကတော့စိုးလို့ပြောလို့ရတယ်ရက်လက်ကောင်းတယ်လို့ပြောလို့ရတယ်ကဟိုမဲ့တော့လည်း CD တင်းရဲ့ဒီနေ့ရက်ဒီအဲဝင်းဆက်ဆောက်ယူကြည့်မယ်ဆိုလို့ရှိရင်အဲဝင်းဆက်ဆောက်ယူမှာဆိုလို့ရှိရင်ဒီပရီးမီယာလီဂ်ကိုကွယ်ကစားပြီးတဲ့ချိန်ဒီမှာတော့အဲဝင်းလေးပွဲကစားလာပြီးတော့အဲဝင်းလေးပွဲမှာ၃ပွဲနိုင်ပြီးတော့တပွဲသာဆုံးတာပါတယ်ဒီအဲဝင်းလေးပွဲမှာဆိုလို့ရှိရင် CD တင်းနေလားဟုတ်ကဲ့ကနိုင်လာတော့ပါအဲ့ဗတန်တင်းကိုသူစီတို့ဗလီတင်းကို5-1နဲ့ မက်ချစ်တာယူနိုက်တက်တင်းကိုလည်း3-0ဆိုတဲ့ရလက်နဲ့အနိုင်ရထားပြီးတော့ဆိုတဲ့ဟော့စပါတင်းကိုတော့2-0ဆိုတဲ့ရလက်နဲ့အဆုံးနဲ့ထားတဲ့ပွဲချင်းတပွဲသာရှိပါတယ်မက်ချစ်တာစီစီရဲ့အေဂွေရလက်ကတော့တော်တော်လေးကိုကောင်းတယ်ပြောလို့ရတယ်ဗျဆိုတဲ့ဟော့စပါတင်းကတော့သူတို့အနေနဲ့နှစ်တိုင်းလူလူအများအားရောက်ကနေရတဲ့အချိန်ကြီးကတော့တော်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 ဟော့စပါတင်းကိုဆုံးနေတာတော့တိုက်ပြီးတော့ခက်ပြောလို့မရဘူးဗျသူတို့ရဲ့ ဇာယခတ်တဲ့အတင်းတင်းလို့သတ်မှတ်လို့ရတယ်ဒါတပါးအတင်းကတော့တချီသူတို့ကစားခဲ့တဲ့အတင်းတွေထဲမှာဆိုရင်လည်းအဘတန်ကိုဇာယခတ်တဲ့အတင်းမျိုးတွေပါတယ်ယူနိုက်တက်ကိုအတင်းကြီးမျိုးတွေသူတို့မန်ချက်စတာတာဗီတပွဲကိုလည်းအနိုင်ရခံရတဲ့ကြောင့်မို့လဲဒီတင်းရဲ့ဒီနေ့ရဒီပြည်မြတ်ဒီလေးပွဲကစားပြီးတဲ့အချိန်ဒီမှာဆိုရင်ရလကတော့မဆိုးဘူးဗျာသူတို့အနေနဲ့အဲဒီမှာ၁၉တွင်းလာပြီးတော့ပေးဖို့အနေနဲ့၃ခုသာဖွင့်ပြထားရပါတယ်တစ်ဖက်က ပုံပေါက်တင်းနေတော့လေဒီနောက်ဆုံးပြပွဲဆုံးငါးပွဲမှာကြည့်မယ်ဆိုလို့ရှိရင်တော့လေသုံးပွဲတည်းရင်နဲ့နှစ်ပွဲနိုင်တာပါလေပုံပေါက်တင်းကတော့ဒီနောက်ပွဲပွဲချင်းတွေမှာဆိုလို့ရှိရင်ခက်စစိုက်အဝေးကွေးမှာအထူးသဖြင့်အဝေးကွေးမှာဆိုလို့ရှိရင်ပေါ့တည်ရက်လက်တွေသုတ်ပေါ်နေတာကိုလည်းအမှုတူးရပါပဲဖြစ်ပါတယ်ပုံပေါက်တင်းရဲ့ဒီပြီးခဲ့တဲ့ပြပွဲဆုံးငါးပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လေနူကဆယ်အတင်းကိုသူ့ရဲ့အိမ်ကွေးမှာတော့စီစီလေးကြီးကန်လာပြီးတော့ဒီ United ကိုလည်းအဝေးကွေးမှာအမှုတူးဆိုတဲ့တည်ရက်လက်ကစားလာပြီးတော့ ဟိုအတင်းကိုတော့သူတို့ရဲ့အင်ခွင်းမှာတော့31ဆိုလို့ရလည်းနိုင်ရတာပဲဒါပြည့်ခစ်တပဲလေးအတင်းကိုလည်းတစ်ဖက်တော့ဘူးကြီးလည်းခစ်တပဲလေးရဲ့အင်ခွင်းမှာတည်ကြလာပြီးတော့အတင်းဖော်တဲ့ဟိုတော့သူရဲ့အင်ခွင်းမှာတော့သူစီတို့ဆိုလို့ရလည်းနိုင်ရတာပါတယ်ရလောက်ကြည့်မယ်ဒီနောက်ဆုံးငါးပွဲကိုကြည့်မယ်ဆိုလို့ရှင်တယ်ဘုံမောက်တင်းနေတဲ့သူတို့ရဲ့အင်ခွင်းမှာတော့ဒီကိုပြအနိုင်ရလက်တွေပေါ်ဆောင်ထားနိုင်ပေမဲ့လည်းအဝေးဝေးမှာဆိုလို့ရှင်တော့တည်ရလက်တွေထုတ်ပေါ်နေတာဟုတ်တယ်အချက်ဒီပြရမှာဖြစ်ပါလားဘောမောက်တင်းရဒီနေ့ရဒီပြည်မြတ်ကြီးကိုပွဲကစားပြတဲ့အချိန်မှာ ဝီဝင်းရက်လက်ကိုကြည့်မယ်ဆိုပြီးချိန်မှာဝီဝင်းလူပွဲစကားပြီးခဲ့ချိန်ဒီမှာတပွဲနိုင်နှစ်ပွဲတည်ရင်နဲ့တပွဲသာဆုံးတော့ပါတယ်ဒီဆုံးခဲ့တဲ့ပွဲစဉ်ကလည်းပြီးခဲ့ကျွန်တော်တွေ့တဲ့လူပဲယတိစမှာလီဗာပူးတင်းကိုဟိုတူးဆိုတဲ့ရက်လက်နဲ့ဆုံးနေခဲ့တာကလည်းပြီးတော့ဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုချင်အဝီဝင်းမှာနိုင်ပွဲလေးရလိုက်ဒီပွဲလေးဖြစ်လိုက်နေပုံပဲဒီသူကကြားခဲ့တဲ့ပွဲစဉ်တွေကြည့်မယ်ဆိုပြီးချိန်နဲ့အတင်းဟောစပါတင်းရဲ့အိမ်ဝင်မတိသွားပြီးတော့ဝါဇီလို့ဆိုလည်းရလနဲ့နိုင်ရတာပါလေ။ဒီ United ရဲ့အိမ်ဝင်မှာတော့တူတူ ဲလေးရဲ့အင်ဂွေးမှာတော့တစ်ဖက်သုံးခုစီနဲ့တည်ကြရတာတကြမီနောက်ဆုံးအဝေးဝင်ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့လည်းဘောမောက်တင်းနေတာတည်ရက်လက်တွေထောက်ပေါ်နေတဲ့အတွက်ကြောင့်မို့လဲဟုတ်မဲ့တော့သူတို့တင်းနေတယ်တော့အဝေးဝင်မရွေးအင်ဂွေးမရွေးကိုးသွင်းနိုင်တဲ့အခြေအနေမျိုးရှိတဲ့အတွက်ကြောင့်မို့တစ်ဖက်ကတီတီတင်းရဲ့ခံစစ်ကလည်းတိုက်ပြီးတော့ရုံကြလို့နေရတဲ့အခြေအနေမျိုးမှာတော့ဘောမောက်တင်းနေတယ်တော့လည်းပွဲစဉ်မှာမချစ်တာစီတီတင်းကိုအခုခုလောက်ပြနိုင်မလို့လဲကျွန်တော်အနေနဲ့မြင်မိပါတယ်ဒီနှစ်တင်းရဲ့ဂူပေါင်းကြီးပါဆိုလို့ရှိရင်လည်းတော့လုံးသိရဆိုတော့ က်လက်တိုင်းထွက်သွားမလားဆိုတာလည်းကျွန်တော်တို့တွေဒီပြရမှာဖြစ်ပါတယ်ဒီပြင်းနေတဲ့ဒီနေ့ဒီဘက်နောက်ဘက်ပွဲချင်းဒီမှာသူတို့ရှိရဲ့ဤပြပောက်ကပြတယ်လည်းမဟုတ်ဗျာဒီပြီးခဲ့တဲ့ရာသီတွေကတိုက်ပတ်ခဲ့တဲ့အချိန်ဒီပေါ်မူတည်ပြီးတော့ဒီဘက်ဒီပြည်မြတ်ဒီရာသီမှာသူတို့ရှိနေတော့စီးပြီးပြင်းနေတဲ့မလူလားအပဲနဲ့ဘလုတ်ကပတ်ဆိုင်မှုတွေမလောက်တော့ပဲနဲ့တစ်ဖက်ပြတ်ဘက်ကိုဘလုတ်ပြစ်ကိုက်ပြီးတော့တမန်ကောင်တာတွေနဲ့စားနိုင်တဲ့ချိန်နေတဲ့ရှိတဲ့တကြမှုလဲတစ်ဖက်ကဘုံပေါက်တဲ့နဲ့ ဘောလုံးကကစားကင်ပြီးတော့ကစားတတ်တဲ့အတင်းကြီးဖြစ်တဲ့အကြောင်းပေါ့လေဒီဒီတင်းနေတော့ဒီပွဲချင်းမှာဘောမောက်တင်းကိုခက်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 နဲ့ကစားရမယ့်အခြေအနေမျိုးရှိတဲ့အကြောင်းပေါ့လေဒီပွဲချင်းကိုတော့ကျွန်တော်အနေနဲ့တော့ဘောမောက်တင်းနေတဲ့သုံးခဲ့ရင်တော့ဂိုးပြတ်မဆုံးနိုင်ဘူးသင်မိတဲ့အကြောင်းပေါ့ပဲဘောမောက်ဘောဒီဆိုရအကောင်းဆုံးကြီးချက်ပြလိုက်ရပါတယ်အားလုံးပဲကြလောက်ပါတယ်ကျွန်တော် channel လေးကို subscribe လုပ်တယ် subscribe လုပ်ပြီးတော့အားထုတ်ကြပါအောင်လို့တောင်းဆိုကြတယ်ကျွန်တော်ညီကိုလေးအားလုံးပဲစားစားအေးရအတူတူစားကြပါဦး